မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NUG ပြုပြင်ပြောင်းလဲရေလုပ်ဖို့တွန်းဆုတ်ခဲ့ခြင်းမရှိတိုင်းသာလနဲ့ကင်တွေပူပေါင်းပါဝင်ဖို့အကန့်အသတ်ရှိနေဟုယာယီသမရရှင်းပြတဲ့ဆွေတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မေဦးတော်လရေးကအောင်မြင်မှုတွေကိုတွေ့ရရင်ဒါဟာပြည်သူတရက်လုံးရဲ့အောင်မြင်မှုဖြစ်တယ်လို့ယူဆပြီးမေဦးတော်လရေးရဲ့ကြာဆုံးမှုတွေတွေ့ခဲ့ရင်ကျွန်တော်တို့ရဲ့အားနည်းချက်ဖြစ်တယ်လို့ပဲဝန်ခံပြောကြားလိုပါတယ်။ယာယီသမရ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြုပြင်ပြောင်းလဲရေးကိုပုံမအားကောင်းတဲ့မဟာမိတ်စုဖွဲ့မှုတွေနဲ့ပြောင်းလဲဖွဲ့စည်းဖို့အားလုံးကြိုးစားခဲ့ကြပေမယ့်အဓိကတိုင်းဒေသလက်နက်ကိုင်အင်အားစုကြီးတွေကထဲထဲဝင်ဝင်ပူးပေါင်းပါဝင်လာဖို့လက်ရှိမှာအကန့်အသတ်တွေရှိနေတယ်လို့သိရကြောင်း NUG ယာယီသမရဒူဝါလက်ရှိလာကပြောကြားပါတယ်။ NUG အနေနဲ့ဒီကနေ့ဒီဇင်ဘာ၈ရက်မှာဝင်ကြီးဒုဝင်ကြီးတွေကိုပြောင်းလဲတာဝန်ပေးအပ်တာဝင်ကြီးဌာနတချို့ဖျက်သိမ်းပြီးအချို့ပေါင်းစည်းကအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလိုအစိုးရပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးပြည်သူလူထုထံအတိပိတ်မိန်ကွန်းကိုယာယီသမရကဒီနေ့ည9နာရီမှာအခုလိုလူထုကိုရှင်းပြခဲ့တာပါအစိုးရဟာပြည်သူ့သဘောထားနဲ့ယဉ်ကျေးကတ်ထားပြီးအစိုးရဟာပြည်သူ့သဘောထားနဲ့အတူအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုကိုရဲရဲတင်းတင်းလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။အမျိုးသားညီညွတ်ရေးတောင်ပြေကန်ကောင်စီ NUCC အပါအဝင်ပြည်သူ့ကိုစားပြုတဲ့အစုအဖွဲ့အဖွဲ့အစည်းတွေရဲ့သဘောထားတွေကိုလည်းအစင်မပြတ် နာဆွင့်ခဲ့ပြီးပြည်သူတဘောထားနဲ့အညီအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးကိုအစင်းလိုက်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းအသိပေးပါရယ်။အဲဒီလိုဆောင်ရွက်ရမှာအစိုးရပြုပြင်ပြောင်းလဲရေးကော်မရှင်ကိုဇူလိုင်လမှာဖွဲ့စည်းခဲ့တယ်လို့ဆိုပါရယ်။ ကော်မရှင်ကိုယာယီသမရပြည်တော်စုဝင်ကြီးချုပ်နဲ့ CRPH ဥက္ကဋ္ဌတို့ဦးဆောင်ခဲ့ပြီးအစိုးရအတွင်းလက်တွေ့ကျကျပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်ခဲ့တယ်လို့အသိပေးပါရယ်။မဟာမိတ်စည်ရေးတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုမှသည်တမျိုးသားလုံးညီညွတ်ရေးကိုကျေပြန့်စွာခိုးစားပြုနိုင်တဲ့အစိုးရဖြစ်လာအောင်အထူးသဖြင့်တိုင်းသားတော်လှန်ရေးအင်အားစုတွေကျေပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်တို့အားလုံးကြိုးစားခဲ့ကြရပါရယ်။ ဒါပေမဲ့အတီးကတိုင်းတာလက်နက်ကင်အင်အားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွေထဲမှာထဲထဲဝင်ဝင်ပူးပေါင်းပါဝင်လာဖို့လက်ရှိအချိန်မှာအခန့်အသတ်တွေရှိနေတယ်ဆိုတာသိရပါတယ်လို့ယာယီသမရကပြောပါတယ်။ လူထုအကျိုးနဲ့တော်လှန်ရေးအောင်မြင်မှုတွေကိုရဖို့ဆိုရင်ပြုပြင်ပြောင်းလဲရေးကိုလက်တွေ့လှုပ်ဆောင်ဖို့တွန်းဆုတ်ခဲ့တာမရှိဘူးလို့လည်းယာယီသမရကပြောကြားပါတယ်။ဒါပေမဲ့လူမျိုးပေါင်းစုံဒေသမျိုးကွဲပေါင်းစုံနဲ့အင်အားစုပေါင်းစုံတို့နဲ့ကျွန်တော်တို့နိုင်ငံအတွင်းမှာပြည်သူတရက်လုံးမျှော်လင့်တောင်းတနေတဲ့စုဖွဲ့လက်တွဲမှုမျိုးကိုယနေ့အချိန်အထိအပြည့်အဝမရနိုင်သေးဘူးလို့ဝန်ခံရမှာဖြစ်ပါတယ်လို့ယာယီသမရကပြောပါတယ်။လူထုကိုမျှော်လင့်ချက်အတုတွေမပေးချင်သလိုအရှိပကတိနဲ့ကင်းကွာနေတာကိုလည်းသကလုံးတွေလှအောင်ပြောဖို့ရည်ရွယ်ချက်မရှိကြောင်းအသိပေးပါတယ်။ အဓိကတိုင်းဒေသနဲ့ကန်အားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာထဲထဲဝင်ဝင်ပူးပေါင်းပါဝင်လာဖို့အကန့်အသတ်ရှိတဲ့အခြေအနေတွေကိုလည်းယာယီသမရကအခုလိုရှင်းပြပါတယ်။နှစ်ပေါင်း60ကျော်ကြာပြည်တွင်စစ်ဟန်၊သမိုင်းဆိုင်ရာအညိုနဲ့လူမျိုးရေးအမုန်းအာဃာတတွေကိုအဓိကပေါက်ဖွားစေရာရေကန်မြေကန်ဖြစ်ကြောင်းလေးလာတွေ့ရှိရပါတယ်။ကြပြင်ခေအဆက်ဆက်ကအာနာရှင်အစိုးရတွေဟာလူမျိုးသွေးကွဲအုပ်ချုပ်မှုတွေနဲ့လူအဖွဲ့အစည်းတွေယုံကြည်မှုပြက်ပြားအောင်လုံလထုတ်ခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါရီမကသေးပါဘူးကျွန်တော်တို့နိုင်ငံဟာကမ္ဘာအင်အားကြီးတွေရဲ့ပါဝင်အားပြိုင်မှုပထဝီအခင်းအချင်းရဲ့အတန်းကိုလည်းခန့်စားခဲ့ကြတာကိုလည်းတွေ့ရပါတယ်အထူးသဖြင့်ပထဝီနိုင်ငံရဲ့အကန့်အသတ်တွေဟာကျွန်တော်တို့ရဲ့ညီညွတ်သောတော်လှန်ရေးအင်အားစုကြီးမပေါ်ပေါက်နိုင်အောင်အဓိကအတားဆီးဖြစ်နေတာကိုတွေ့ရပါတယ်လို့ယာယီသမရကပြောပါတယ်ဒေတာတွေနိုင်ငံတကာဆက်ဆက်ရေးနယ်ပယ်မှာလည်းနိုင်ငံကြီးတွေရဲ့အိမ်နီးချင်းတွေရဲ့အကျိုးစီးပွားအတိုင်း စင်းစားချက်တွေကຫນွေဦးတော်လည်ရေးစီးလုံးညီညွတ်မှုကိုကြိုးကင်ချဲလက်နေတာတွေ့ရကြောင်းလည်းပြောပါတယ်။တချို့သောတိုင်းသားတော်လည်ရေးအင်အားစုများဟာကျွန်တော်တို့အစိုးရရဲ့စွမ်းဆောင်မှုကိုယခုထပ်ပို့ပြီးစွမ်းဆောင်နိုင်တဲ့ဥဆောင်မှုကိုတွေ့မြင်လို့ကြတယ်လို့ယူဆပါတယ်။ဒီအထွေထွေအခက်အသက်ကိုကြော်လွန်ပြီးကျွန်တော်တို့အားလုံးမျှော်မှန်းတဲ့စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးပန်းနိုင်အတွက်တနေ့နေ့တစ်ချိန်ချိန်မှာပြည်သူလူထုတရက်လုံးမျှော်မှန်းတဲ့စုဖွဲ့ညီညွတ်မှုကိုတည်ဆောက်နိုင်လိမ့်မယ်လို့အလေးနဲ့ယုံကြည်ပါတယ်လို့ယာယီသမရကပြောပါတယ်။ ဒေါ်လာရင်းအားစုများအကြားလက်တွဲညီညွတ်မှုကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဆက်လက်ပြီးမဆုံးမနစ်ကြိုးပမ်းသွားမယ်လို့လည်းယာယီသမရကပြည်သူလူထုကိုသတိပေးပြောကြားပါရယ် NUG အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့တဲ့အပေါ်တိုင်းဒေသနဲ့ကင်ဒေါ်လာရင်းအားစုတွေကပါဝေဖန်တာတွေပြုလုပ်နေတဲ့အခြေအနေမှာယာယီသမရကပကတိရင်ဆိုင်ရတဲ့အခြေအနေတွေကိုအခုလိုရှင်းလင်းပြောကြားခဲ့တာပါ အမျိုးသားညညရဲ့အဆိုအရအနေနဲ့နိုင်ငံရေးစစ်ရေးတန်တမန်ရေးနဲ့ဗန္နာရေးအကန့်အသတ်တွေကြားထဲမှာစိန်ခေါ်မှုပေါင်းများစွာကြုံတွေ့ကြရကြောင်းယာယီသမရကပြောပါရယ်အဲ့ဒီစိန်ခေါ်မှုတွေကိုပြည်သူလူထုအားနဲ့ကြော်လွားနိုင်ခဲ့တာရှိခဲ့တယ်လို့ကျွန်တော်တို့ရဲ့စွမ်းရည်အကန့်အသတ်ကြောင်းကြော်ဖြတ်ဖို့ခက်ခဲတဲ့အရာတွေလည်းအများအပြားရှိပါတယ်လို့ယာယီသမရကပြောကြားပါရယ်ကြုံတွေ့ခဲ့ပြီးဖြစ်တဲ့တော်လရေးအောင်မြင်မှုအရရဟာပြည်သူလူထုရဲ့ခေါ်အားတွေနဲ့ကြော်ဖြတ်နိုင်ခဲ့တဲ့အောင်မြင်မှုတွေဖြစ်တယ်လို့ယာယီသမရကပြောပါရယ် ။ NUG အနေနဲ့ပြည်သူရဲ့သဘောထားနဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးအစဉ်တစိုက်ခြိတက်နေကြောင်းအသိပေးပါရစေ။ပြီးခဲ့တဲ့လနစ်တာကာလအတွင်းမှာကျွန်တော်တို့အစိုးရရဲ့လှုပ်ဆောင်ချက်တွေထဲမှာအောင်မြင်မှုတွေလည်းရှိသလိုကြာဆုံးမှုတွေလည်းရှိခဲ့တာကိုရိုးသားစွာဝန်ခံပြောကြားလိုပါတယ်လို့ရိုက်သမရကပြောကြားပါရစေ။အခက်ခဲကြကပြည်သူနဲ့အတူရုံးကန်ကြော်ဖြတ်နေစေစင်ကုန်မှုတွေရှိနေကြောင်းအသိပေးပါရစေ။အစိုးရတရရဲ့အောင်မြင်မှုဟာပြည်သူတရလုံးရဲ့အောင်မြင်မှုဖြစ်ပြီးအစိုးရတရရဲ့ကြဆုံးမှုဟာအဲ့ဒီအစိုးရရဲ့အားနည်းချက်ဖြစ်တယ်လို့ကျွန်တော်တို့ခန့်ယူပါရစေ။ မေဦးတော်လိုင်းရေးကအောင်မြင်မှုတွေကိုတွေ့ရရင်ဒါဟာပြည်သူတရက်လုံးရဲ့အောင်မြင်မှုဖြစ်တယ်လို့ယူဆပြီးမေဦးတော်လိုင်းရေးရဲ့ကြာဆုံးမှုတွေတွေ့ခဲ့ရင်ကျွန်တော်တို့ရဲ့အားနည်းချက်ဖြစ်တယ်လို့ပဲဝန်ခံပြောကြားလိုပါတယ်လို့လည်းယာယီသမရကပြောကြားထားပါတယ်ဆလပီမုံရွာတွင်လူငယ်30ကျော်ကိုစစ်တပ်ကနှစ်ရက်ဆက်ပေါ်တာဆွဲဖမ်းဆီးဝမ်ရွှေမြို့နယ်တွင်လည်းနိုဝင်ဘာတလအတွင်းလူငယ်300ကျော်ပေါ်တာဆွဲခံရတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ဇကိုင်းတိုင်းမုံရွာမြို့တွင်အလုတ်သွားအလုတ်ပြန်လုပ်နေသည့်လူငယ်များ30ကျော်ကိုအကြမ်းဖက်စစ်တပ်က၂ရက်ဆက်တိုက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံလူငယ်များ၏မိတ်ဆွေများကသတင်းဌာနကိုပြောကြားပါရယ်ဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာလ9ရက်နေ့တို့တွင်မုံရွာမြို့ပေါ်လမ်းဆောင်လမ်းခွအများတွင်လူငယ်30ကျော်ကိုအကြမ်းဖက်စစ်တပ်ကအင်စီကားများဖြင့်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဖန်စီခံရသောလူငယ်များမှအသက်20နှစ်မှအသက်35နှစ်အထိလူငယ်များဖြစ်ပြီးလက်ရှိအချိန်တွင်လူငယ်များကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲတွင်ဖန်စီထားကြောင်းမိသားစုများနှင့်ထွေးခွေမပြေးကြောင်းသိရပါသည်။စစ်ခွေးတွေကနှစ်ရက်ဆက်တိုက်မြို့ပေါ်မှာရှိတဲ့အလန်းစုံတွေမုံရွာတစ်ဖက်ကန်းကနေမြို့ပေါ်ကိုအလုတ်သွားအလုတ်ကနေပြန်လူငယ်တွေကိုအဓိကထားပြီးပေါ်တာဆွဲတယ်လို့သိရတယ်။ မုံရွာတစ်ဖက်ခန်းကမြို့ပေါ်ကိုအလုတ်သွားအလုတ်ပြန်တဲ့လူငယ်တွေလည်းပါသွားတယ်။နှရက်ဆက်တိုက်စစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားတာလူငယ်30ကျော်ဖမ်းဆီးသွားတယ်ဟုဒေတာသတင်းရင်းမြစ်ကပြောဆိုပါတယ်။ရှင်ပြင်မန္တလေးတိုင်းဝမ်တွင်းမြို့နယ်တွင်လည်းနိုဝင်ဘာလတလအတွင်းခြေရွာများမှလူငယ်300ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေတာကန်ပြည်သူများနှင့်ဖမ်းဆီးခံလူငယ်များဤမိဘအတိုင်းဝိုင်းကပြောဆိုပါတယ်။ ဝမ်းနွေးမျိုးနဲ့ကြေးရွာတွေမှာစစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းဖို့ရွာရဲတဲ့အထိလိုက်လံဖမ်းဆီးနေပြီးလူငယ်300ကျော်ဖမ်းဆီးခံလိုက်ရတယ်။မိထီလာတပ်ကစစ်သားတွေကကားတွေနဲ့ပတ်ပြီးဝမ်းနွေးမျိုးနဲ့အနောက်ဘက်ကရွာတွေမိထီလာပင်တလေဝမ်းတွင်းလန်တလျှောက်တွေ့သည့်လူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးတင်ဆောင်သွားတယ်။အဖမ်းခံရတဲ့လူငယ်တွေကိုမိထီလာကတက်သေးကိုတခါတည်းခေါ်သွားတာဟုဝမ်းတွင်းမျိုးအခြေစိုက်ဒေသတရင်ရင်းမြစ်ကရှင်းပြပါတယ်။အကြံဖတ်စစ်တပ်ကယခုဒီစင်ဘာလအတွင်းစစ်မှုထမ်းအပတ်စဉ်20ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးမွန်ပြည်နယ်တွင်ရွေးကောက်ပွဲဥပဒေကြောင့်ဖမ်းဆီးခံရသူ အပါအဝင်နိုဝင်ဘာလအတွင်းအယောက်90ထပ်မံဖမ်းဆီးခံရတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မွန်ပြည်နယ်မှာပြီးခဲ့တဲ့နိုဝင်ဘာလကရွေးကောက်ပွဲဥပဒေကြောင့်ဖမ်းဆီးခံရသူတယောက်အပါအဝင်အယောက်90ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့၎င်းအိမ်စာစင်ရဲ့မွန်ဒေတာတွင်လူခွင့်ရေးချိုးဖောက်မှုအစီရင်ခံစာအရသိရပါတယ်။ နိုဝင်ဘာလအတွင်းရေမြို့နယ်နဲ့တထုံမြို့နယ်တို့မှာတိုက်ခိုက်မှုခုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးရေမြို့နယ်မှာအများဆုံးဖြစ်ပွားခဲ့ရာစစ်တပ်နဲ့တော်လှန်ရေးတပ်တို့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေခြုံခိုတိုက်ခိုက်မှုတွေကြောင့်စေအုပ်စုဘက်ကတိုက်ဆုံသူ၁၄ယောက်နဲ့ထိခိုက်ဒဏ်ရာရသူ၅ယောက်ရှိခဲ့တယ်လို့သိရပါတယ်။ ဒါပြင်အယက်သားဖမ်းဆီးခံရသူများမှလည်းဆယ်ယောက်ထက်မနည်းရှိခဲ့ရာအများစုကတော့စစ်တပ်ရဲ့အတင်းအဓမ္မဖမ်းဆီးမှုတွေနဲ့တိုက်ပွဲအတွင်းလူသားတိုင်းအဖြစ်ဖမ်းဆီးအုံပြုနေမှုတွေဖြစ်တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အချက်လက်ကောက်ယူလို့ရတဲ့လောက်ကပြီးခဲ့တဲ့လကမွန်ပြည်နယ်မှာအဖမ်းခံရတာက90ဝန်းကျင်ရှိပါတယ်။အဲ့ဒီထဲကတချို့လည်းငွေပေးပြီးပြန်လွတ်တာရှိတယ်။ဖမ်းခံထိတာတော့ပုံစံအမျိုးမျိုးရှိတယ်။လမ်းမှာဖမ်းခံရတာအကြောင်းရင်းမရှိပဲဖမ်းခံရတာ။တိုက်ပွဲဖြစ်တဲ့အနီးအနားရွာကပြည်သူတွေဖမ်းခံရတာတွေစစ်ကြောင်ထိုးရင်းလူသားတိုင်းအနေနဲ့ဖမ်းတာမျိုးတွေရှိပါတယ်။ စစ်မှုထမ်းဖို့ဆိုပြီးဖမ်းဆီးမှုတချို့ရှိတယ်လို့လည်းတွေ့ရပါတယ်။အဓိကအားဖြင့်ဒီအချက်လက်တွေကိုလွတ်လပ်တဲ့သတင်းမီဒီယာတွေကိုအခြေခံစုဆောင်းတာဖြစ်တာကြောင့်တချို့သောအချက်လက်တွေကိုတော့လက်လံမှတ်မိတာကြောင့်လက်တွေမှာတော့ဒီထက်ပိုများနိုင်ပါတယ်လို့ရမညဖက်ဒရယ်အင်အားစုတဲ့ NNFF ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ပီတာကသတင်းဌာနကိုပြောကြားပါတယ်။ အဖမ်းခံရသူတွေထဲမှာချောင်းစုံမျိုးမှာရွေးကောက်ပွဲကုဆလေလောင်းစာရွက်ကိုအယံမှုပြီးဖဲမိတဲ့အမျိုးသားတအူးကိုထောင်ဒဏ်18နှစ်ထိချမှတ်ခဲ့တာအပြင်စေအုပ်စုကိုဝေဖန်ခဲ့တဲ့မော်လမြိုင်မြို့ကသာသနာ့နယ်ဆရာတော်နဲ့ကပ္ပိယနှအူးကို NUG CRPH တို့နဲ့ ဆက်ဆက်သူတွေလို့ဆွဆွဲပြီးဖန်ဆီးမှုတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။စေအုပ်စုရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်သာသနိကအစအဦးနှလုံးနဲ့အရက်သားနေအိမ်ခုနှစ်လုံးပျက်စီးဆုံးရှုံးမှုတွေလည်းနိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါပြင်စစ်တပ်က905ကကြီးပုံမှားတွေကိုလွန်ငင်းချမ်းသာခွင့်ပေးရမှလဲတနိုင်ငံလုံးအတိုင်းအတာနဲ့850ရောက်ပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပေမဲ့မွန်တနင်းသာရီအကျဉ်းထောင်ကနိုင်ငံရေးအကျဉ်းသား29ရောက်သားလွှတ်ခဲ့ပြီးအများစုကလည်းလွတ်ရက်စစ်သူတွေဖြစ်တယ်လို့သိရပါတယ်။ အကြံဖတ်စစ်အုပ်စုအာနာသိမ့်ပြီးနောက်ပိုင်း2025ခုနှစ်နိုဝင်ဘာလကောအထိမွန်ပြည်နယ်မှာအ ਨੇ စုံအယက်သားဖမ်းဆီးခံရသူ2252ယောက်ထိခိုက်ဒဏ်ရာရရှိသူ980ယောက်နဲ့တပ်ဖြတ်ခံရသူ336ယောက်ရှိနေပြီလို့၎င်းအိမ်စာစင်ကနေဖော်ပြထားပါတယ်။ဒီမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲညနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။